နားမှာရှိနေတဲ့ပလင်းတဲ့ကိုကျွန်တော်ကသူ့ခေါင်းတော့ရိုက်လိုက်တာပိုးဆိုးပတ်ဆက်ပဲအဲ့ဒီအပြင်ကိုမှကျွန်တော်အဲ့ပလင်းကွဲသွားတဲ့အရာနဲ့ကျွန်တော်သူ့ကိုထိုးလိုက်သေးတယ်ဒီရင်ဘက်ကိုပေါ့ကျွန်တော်မှတ်မိလာအဲ့ဒီမှာသူကလည်းလဲသွားတယ်မေစုတောင်းပေးနေလို့ရှိလို့ရှိရင်ကျွန်တော်အဆင်ပြေပြီပေါ့နော်ကျွန်တော်ဒါတွေကိုလည်းကျွန်တော်ခံနိုင်ရေးရှိတယ်ကျွန်တော်နာမည်ကတော့ဖြိုးဝင်လို့ခေါ်ပါတယ်ရန်ကုန်မစ်ရှင်ချက်မှာကျွန်တော်ကအင်္ဂလိပ်ဆရာတအူးဖြစ်ပါတယ် ကျွန်တော်ကတော့ခရီးယန်မီယိုဖလာခရီးယန်ဖြစ်ခဲ့တယ်ပေါ့အဲအသက်ရှင်တာကကျွန်တော်ကမယုံကြည်သူလိုပဲပေါ့နော်ကျွန်တော်အသက်ရှင်ခဲ့တယ်ကျွန်တော်ရဲ့အုံနောက်အတိနဲ့ပဲကျွန်တော်အသက်ရှင်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကိုတော့ကျွန်တော်ကအုံနောက်အတိနဲ့ပဲတည်တယ်ကျွန်တော်နှလုံးသားထဲမှာမမွေးဖွားပဲနဲ့ကျွန်တော်အသက်ရှင်ခဲ့တဲ့အခါမှာကျွန်တော်ရဲ့အသက်ရှင်မှုနဲ့မှားယွင်းစွာနဲ့ကျွန်တော်ဖြတ်သန်းခဲ့တယ်ပေါ့နော်အဲအဲ့ဒီနောက်ပိုင်းမှာမှကျွန်တော်ရဲ့အကြီးအမားဆုံးစိန်ခေါ်မှုကဘာဖြစ်မလဲဆိုတော့လောကထဲမှာကျွန်တော်အသက်ရှင်တဲ့အခါမှာအဲ တမာတရားနဲ့လန်လွဲပြီးတက်ရှင်ခဲ့တယ်ကျွန်တော်ငငယ်တုန်းကဘွာမျိုးကြတော့ဆင်စီးပြီးမြင်းရံတော့မဟုတ်ဘူးကြာဘာလို့လဲအဖေမေဝန်တန်းနေဆိုတော့ဝန်တန်းနေဆိုတော့ကျွန်တော်တို့ကရုံးကန်ခဲ့ရတဲ့အဲဟွာပေါ့နော်မိသားစုဘွာပေါ့90နောက်ပိုင်းမှာမှကျွန်တော်အဖေကိုကျွန်တော်ဦးလေးကတမောတက်ဖို့ကိစ္စတွေလုပ်ပေးတဲ့အခါမှာ ကျွန်တော်အဖေကတမောတက်ပြီးတော့မှဒီဝန်ထမ်းလောက်ကနေထွက်လိုက်ပြီးတော့မှကျွန်တော်အဖေတမောတက်ပြီးတော့မှအဲ့ဒီမှာ အဲ့ဒီနောက်ပိုင်းမှာမှအဆင်ပြေလာတယ်အဆင်ပြေလာတဲ့ခါကျမှကျွန်တော်လည်းဘာဖြစ်လာလဲဆိုတော့ဘဝမေ့လာတာအဲပတ်စံတွေတုံးလာတယ်ပတ်စံတွေလည်းကျွန်တော်အမေစီကလိန်တောင်းတက်လာတယ်ပေါ့နော်ဒီခါကျမရရင်ခိုးတက်လာတယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်တော့ဟောဆင်းရဲတဲ့တန်ကိုခံနိုင်တယ်ပေါ့နော်ဆန်းတာတဲ့ကိုမခံနိုင်ဘူးလို့ပြောပြောမယ်ဆိုတဲ့ဒီစကားကကျွန်တော်တို့ကတော့သူများတို့ကတော့ကျွန်တော်ကိုတမျိုးဖြစ်နိုင်တယ်ဘာလို့လဲကျွန်တော်ကလည်းအရင်ကြီးချမ်းသာတဲ့အထက်မှလည်းမပါလာခဲ့ဘူးအဆင်ပြေတဲ့အခါမှကျွန်တော်ဖျားမေ့သွားခဲ့တယ်ပေါ့အဲ့တော့ဖျားကိုမေ့သွားခဲ့တော့အဆင်ပြေတဲ့အခါမှကျွန်တော်က ကျွန်တော်ကောင်းကောင်းမွန်မွန်ကျွန်တော်ကလုပ်ချင်တာတွေနဲ့ပဲဘိုးကမှကိုကြိုက်တဲ့အရာတွေကိုရွေးပြီးလှုပ်လာခဲ့တယ်။ဆယ်တန်းဖြည့်ပြီးတဲ့အချိန်မှာပေါ့ကျွန်တော်အဲတငယ်ချင်း အပေါင်းအသင်းတွေအားဖြင့်ကျွန်တော်တို့အဲအပြင်တနေရာကိုကျွန်တော်တို့တွားပြီးတော့မှာပေါ့နော်တငယ်ချင်းအပေါင်းအသင်းတွေလည်းကျွန်တော်တို့တစ်ခုခုတောက်စားကြတယ်ပေါ့တောက်စားကြတဲ့အခါမှာအဲအဲ့ဒီရဲ့ဝိုင်းပင်းသားမှာပဲပေါ့နော်အဲအတိအတိမိတ်ဆွေတော့မဟုတ်ဘူးပေါ့နော်ဒါသူတို့ကလည်းကျွန်တော်တို့လည်းကဒီဒီ နေရာမှာသွားလာလှူရှားနေတဲ့ခါကျတော့မြင်ဘူးတယ်မြန်မှန်တမ်းမိတယ်အဲ့လိုရင်းနှီးမှုတော့မရှိဘူးပေါ့နော်အဲ့လိုမျိုးတော့မြန်မှန်တမ်းမိတယ်ဒါပေမဲ့အဲ့ဒီဒီရောက်ကအဲသူကနည်းနည်းသူလဲတောက်တယ်ကျွန်တော်တို့လဲတောက်ကြတယ်ပေါ့နော်တောက်ကြတဲ့အခါမှာအဲကျွန်တော်တငယ်ချင်းကအပြင်တနေရာကိုခဏတွိုက်လက်ဆိုပြီးခဏချွတ်သွားလိုက်တယ်ပြန်ရောက်လာတဲ့အခါကျတော့တငယ်ချင်းနဲ့ငါ့ကိုသူကထိုးတယ်ပေါ့ခေါ်ပြီးတော့မှမင်းဘလို့လမ်းလျှောက်တာလဲဘာလဲဆိုပြီးထိုးတယ်ဆိုတော့ အဲ့လိုပုံစံမျိုးလေးပေါ့နော်ဟိုဘက်ကရန်ဆတာပေါ့ရန်ဆတဲ့ခါကျတော့ဟာမင်းကဘာတက်လို့လူလဲပေါ့ကျွန်တော်ပြောတယ်ပေါ့ဘာမှမလုပ်ဘူးလေငါ toilet ကိုငါသွားတယ်ပေါ့နော်အဲ့ဒါဆိုရင်ကဲရပြီတကယ်ချင်းမင်းထိုင်တော့ပေါ့နော်ဆိုပြီးတော့မှကျွန်တော်လည်းသူ့ကိုခင်ဗျားဘလို့လောက်တာလဲပေါ့ကျွန်တော်တကယ်ချင်းဟုတ်ပေါ့ အာလောက်တော့ဘာဖြစ်လဲပေါ့ तू ကတော့စိန်ခေါ်တာပေါ့ဗျာသိရမလား तू ကတော့အဲစိန်ခေါ်တဲ့အခါကျတော့ကျွန်တော်နဲ့အမှပြဿနာရေးတက်ကြတော့အကြီးအကျယ်သူ့ကိုကျွန်တော်လည်းပြောမယ်ဆိုထိုးလိုက်တယ်အဲ့နားမှာရှိနေတဲ့ပလင်းတဲ့ကိုကျွန်တော်ကရိုက်လိုက်တာမှာပလင်းနေအများကြီးပဲပေါ့နော်အောက်မှာလည်းရှိတယ်ကျွန်တော်ရိုက်လိုက်တာဘလောက်မှန်းကျွန်တော်မမှန်းမိတော့ဘူးမှာသူ့ခေါင်းတော့ရိုက်လိုက်တာပိုးစိုးပတ်ဆက်ပဲအဲ့ဒီအပြင်ကိုမှကျွန်တော်အဲ့ပလင်းကွဲသွားတဲ့အရာနဲ့ကျွန်တော်သူ့ကိုထိုးလိုက်သေးတယ်ဒီရင်ဘက်ကိုပေါ့ကျွန်တော်မှတ်မိတာအဲ့ဒီမှာ तू ကလည်းလဲသွားတယ်အဲ့လဲသွားပြီးတော့မှကျွန်တော်လည်းအဲ့အချိန်မှာမှကျွန်တော်အတိစိတ်ပြန်ဝင်လာပြီးတော့မှဟာကျွန်တော်လည်းကြောက်သွားတယ် ကြောက်သွားပြီးတော့မှကျွန်တော်လည်းကျွန်တော်လည်းထွက်ပြေးသွားတယ်ပေါ့နော်ကျွန်တော်တကယ်ချင်းနေအကုန်လုံးလည်းအဲ့မှာရုံးရင်းဆန်ကဖီပြီးအကုန်လုံးပြေးကုန်ကြတယ်တယောက်မှမရှိကြတော့ဘူးဒါပေမဲ့ဖြစ်ချင်တော့သူကဘယ်လိုဖြစ်နေလဲဆိုတော့နည်းနည်းအဲပတ်သက်ရပတ်သက်ကြောင်းတဲ့ကဖြစ်နေတဲ့အခါမှာနည်းနည်းရှုပ်ထွေးမှုတွေများပြီးတော့မှဟိုကအဲ့လိုရှင်းလို့မရတဲ့ပြဿနာအားဖြင့်ပေါ့နော်အဲကျွန်တော်ကထောင်ထဲကိုရောက်သွားခဲ့တယ်ပေါ့နော်ထောင်ကြတယ်ဆိုတော့အဲ့အချိန်မှာက တော်တော်ကိုလူတွေကယွန်ကြတယ်မုန်းကြတယ်လေထောင်ဆိုလို့ရှိရင်ကျွန်တော်ကဒီဘွားကြီးကိုဖြတ်တန်းတယ်မစည်းဘူးတဲ့အချုပ်ကားကြီးကိုလည်းစီးရတယ်ပြောချင်တာကလေဟိုဟိုကျွန်တော်တို့အရင်တော့ကြားဘူးတာကားပြကြီးကိုစီးပါဆိုတဲ့တခြင်းလေးရှိတယ်လေဒါပေမဲ့ကျွန်တော်ကအဲ့ဒီကားပြဆိုတာအချုပ်ကားပြကြီးကိုယနေ့ချိန်ကြည့်လဲကျွန်တော်ရဲ့အတိတ်ကဒီကားပြကြီးကိုကြည့်ရင်ကျွန်တော်အယမ်းမုန်းတယ်ကြည်လည်းမကြည့်ချင်ဘူး တွေ့လဲမတွေ့ချင်ဘူးအချုပ်သားတွေကိုလည်းအဲ့လိုဖြစ်နေတဲ့အခါမျိုးမှာလည်းကျွန်တော်လုံးဝလှည့်မကြည့်ဘူးကျွန်တော်ကြောခိုင်းသားတယ်ကျွန်တော်အမေကတလမှတစ်ခါတော့ထောင်ရစားလာမတွေ့နိုင်ဘူးကျွန်တော်အမေကလည်းမျက်လုံးကလည်းမကောင်းဘူးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးနေလည်းရင်ဆိုင်ခဲ့ရတယ်ကျွန်တော်ကလည်းအမေမလာနဲ့ကျွန်တော်ကလာမတွေ့ပါနဲ့ရတယ်နှစ်လမှတစ်ချိန်တော့လာတွေ့လဲရတယ်အမေဘာမှမဖြစ်ဘူးကျွန်တော်ကစုပဲတောင်းပေးနေပါဘာဖြစ်လို့လဲဆိုတော့အမေစုတောင်းပေးနေလို့ရှိလို့ရှိရင်ကျွန်တော်အဆင်ပြေပြီပေါ့နော်ကျွန်တော်ဒါတွေကိုလည်းကျွန်တော်ခံနိုင်ရရှိတယ် ။ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကကျွန်တော်ကိုဘာသွန်သင်ချင်တာလဲမသိဘူးပေါ့။ကျွန်တော်အကောင်းဆုံးဘုရားသခင်ကကျွန်တော်နဲ့အတူရှိလို့ကျွန်တော်အကောင်းဆုံးကြော်ပြနိုင်ပါမေလို့။အမေလက်ချမ်းမကြီးကယူဆိုင်ပေါ့နော်။အမေကျွန်တော်ကိုလည်းအဲ့လိုမျိုးအမြဲတမ်းလာတွေ့ဖို့အတွက်အဆင်မပြေဘူးဆိုတဲ့အမေဝမ်းမနေတဲ့ပေါ့။ကျွန်တော်တို့အနာမဖရားသခင်ရှိတယ်ကျွန်တော်တို့ကအမြဲတမ်းဖေးမတယ်ကုညီတယ်ကျွန်တော်တို့ရဲ့အီမာနီလဖရားပေါ့နော်ကျွန်တော်အဲ့ဒါနဲ့ပြောပြီးကျွန်တော်အမေကိုကျွန်တော်ခေါ်အားပေးတယ်အဲ့ဒီအချိန်မှာလည်းအမေကလည်းငိုတာပေါ့ ။ဘာလို့ပြော ကျွန်တော်ဘဝဖြတ်တန်းခဲ့ရတဲ့ဘဝမှာတော့ခက်ခဲမှုတွေကစိန်ခေါ်မှုတွေကအများကြီးပဲ။ဘာလို့ပြောကြောက်ခဲတွေပါတယ်၊လောက်တွေပါတဲ့ဟာတော့မှကျွန်တော်ထမင်းလုပ်တွေစားပြီးကျွန်တော်မျိုးချခဲ့ရတဲ့အရာတွေကျွန်တော်အများကြီးပဲပေါ့။ကျွန်တော်ရဲ့နှလုံးသားထဲမှာဘုရားသခင်ရှိတယ်။ကျွန်တော်ကိုဘုရားသခင်ကဘာတော်တင်ကျင်တာလဲ။အော်ကျွန်တော်ဒီလိုခံစားရတဲ့အရာတွေမျိုးတွေမှာမှနောက်ထပ်ကျွန်တော်လူမျိုးမားသည်ဖြစ်စေ မှန်သည်ဖြစ်စေဆိုးတဲ့လူဖြစ်စေမကောင်းတဲ့လူပဲဖြစ်စေခွတ်တော်ရဲ့အလင်းကိုရပြီးတော့မှဒီလိုလူကျွန်တော်လူမျိုးလူသားတွေအားလုံးပြောင်းလဲဖို့အတွက်ကျွန်တော်ကိုခွတ်တော်ကကျွန်တော်ကိုတွန်းတင်နေတာဆိုတဲ့အရာနဲ့ကျွန်တော်ခံယူပြီးတော့မှကျွန်တော်ဖြတ်တန်းကျွန်တော်ဖြတ်တန်းလာခဲ့တာပေါ့အကောင်းဆုံးနဲ့ကျွန်တော်ဖြတ်တန်းနိုင်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့နံပါတ်1ကျွန်တော်နဲ့အတူဖျားသခင်အတူပါရှိတယ် ျွန်တော်နဲ့အတူအမြဲတမ်းအားပေးတယ်နှစ်သိမ့်တယ်ကျွန်တော်ရဲ့နှလုံးသားထဲမှာအုပ်ဆိုးပြီးတော့မှခရစ်တော်ကကျွန်တော်အမြဲတမ်းလမ်းပြခဲ့တယ်ကျွန်တော်ရဲ့အနာဂတ်ကိုပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကအကောင်းဆုံးကျွန်တော်အောင်မြင်ခဲ့တယ်ပေါ့ဒီစိန်ခေါ်မှုကြီးပေါ့အဲ့ဒါအဲ့ဒါလေးကိုလည်းကျွန်တော်ထပ်ပြီးတော့မှအခုဟိုကျွန်တော်ထပ်ပြီးတော့မှထလောင်းကြီးပြောချင်တာပေါ့နော်ဘာကိုမြင်လာလဲဆိုတော့ဩကျွန်တော်ကိုဖျားခင်က ကျွန်တော်ကိုဖန်ဆင်းထားတာကျွန်တော်ဘယ်ကလာတာလဲ ကျွန်တော်ဘယ်ကိုသွားမှာလဲယခုကျွန်တော်လက်ရှိကျွန်တော်အသက်ရှင်နေတဲ့ခါမှာဘာလုပ်ဖို့လဲဆိုတဲ့ဘုရားသခင်ဖန်ဆင်းပေးထားတဲ့ရည်ရွယ်ချက်တွေကိုအဲကျွန်တော်သိလာခဲ့တယ်အဲ့ဒီသိလာခဲ့တဲ့အခါကျမှကျွန်တော်ကကိုတော့ကျွန်တော်တော့မသေးချင်သေးဘူးကိုတော့ကျွန်တော်ကဆေးတောက်လို့လဲကိုတော့ပူဆိုးတယ်အဲ့တော့ကိုတော့အသက်ရှင်ခြင်းသေခြင်းကကိုတော့လက်ထဲမှာဖြစ်သွားကြအောင်ယနေ့ကျွန်တော်အသက်ရှင်ခြင်းသေးတယ်ကိုတော့လို့ကျွန်တော်ပြောလိုက်တဲ့ခါမှာကျွန်တော်ကိုနှလုံးသားထဲကနေအတန်တစ်ခုထွက်လာတယ်မင်းကငါ့ကိုဂတိအမျိုးမျိုးပေးတယ်တဲ့ အဲ့ဒါနဲ့ကိုတော့ကျွန်တော်ဒီတစ်ခါတော့ကျွန်တော်ရဲ့ဂတိပေးခြင်းကတကယ်အတီးပါလို့အဲ့ဒါနဲ့ကျွန်တော်ကနှုတ်ကပတ်တော်ရောက်လာတယ်ကျွန်တော်စီကို138ခုမြောက်တော့စာလန်အပိုင်ငယ်78အားဖြင့်ပေါ့ငါမသေးရသေးထာဝရဖျားရဲ့အမှုတော်ကိုကြားပြောရအောင်မီအဲ့ရလဲလဲပြီးတည်တွင်နှခမ်းဝမှာကျွန်တော်ဖြစ်နေတဲ့အချိန်မှာချက်ချင်းပဲကျွန်တော်အသက်ရှင်ခွင့်ရပြီးချက်ချင်းကျမ်းမာစွာနဲ့ကျွန်တော်အသက်ရှင်ပြီးကျွန်တော်ထမင်းနေအစာဟာရတွေထစားလာပြီးတော့မှယနေ့ကျွန်တော်ခရစ်တော်ရဲ့ အမှုတော်ကိုဘုရားသခင်ရွေးကောက်တဲ့အခါမှာပေါ့နော်ကျွန်တော်ကဘုရားရဲ့အတွက်ကျွန်တော်အသက်ရှင်ပြီးတော့မှတကယ်ပဲဘုရားရဲ့ပုံသက်တည်အလင်းကိုလင်းပြီးတော့မှအသက်ရှင်နေတယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ခရိယန်တွေကယုံကြည်သူ ခရိယန်ဖြစ်ပါလျက်နဲ့မှားငင်းစွာနဲ့အသက်ရှင်နေပုံသက်တည်အလင်းကိုမလင်းတဲ့အခါမှာကကျွန်တော်တို့ကိုကြည်ပြီးတော့မှပဲ။အော်မင်းတို့တွေကလည်းငါတို့နဲ့တူတူပါပဲလားဆိုတဲ့အရာတွေပဲတို့တို့ကမြင်တာပေါ့နော်။ဒါကြောင့်မလို့ ကျွန်တော်ကအဲ့ဒီအချိန်မှမှခွတ်တော်ရဲ့ပုံသက်တွေအလင်းကအမတန်ရေးကြီးတယ်သင်တို့ဒီဤလောကဤလင်းဤလောကဤစားဖြစ်တယ်ဆိုတဲ့အရာမှာကျွန်တော်ကတကယ်ပဲဘုရားသခင်ရဲ့ဖန်ဆင်းထားသောကြီးရွယ်ချက်တွေကိုကောင်းကောင်းနားလည်လာတယ်အဲဘုရားသခင်အတွက်ကျွန်တော်အသက်ရှင်လာတယ်အုံနောက်အတိနဲ့မဟုတ်ဘဲနဲ့ပေါ့နော်ကျွန်တော်နှလုံးသားထဲမှာခွတ်တော်ကိုမွေးဖွားပြီးတော့မှကျွန်တော်အသက်ရှင်လာတာဖြစ်ပါတယ်လို့ဘသူတွေဘယ်လောက်ကြီးပဲပြစ်ပယ်ထားတာသခင်ရှုခွတ်တော်ရဲ့ချစ်ချင်းမြတ်တာကတော့ယနေ့ ဘတော်မှမပြောင်းလဲတော့ချစ်ချင်းပြတာတွေနဲ့ကျွန်တော်တို့ကိုအမြဲတမ်းရှာနေတယ်။ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကောင်းလို့လဲကျွန်တော်တို့ကကဲတည်ခြင်းရတာမဟုတ်ဘူးပေါ့နော်။အဲ့တော့မကောင်းတဲ့အထက်မှာခွတ်တော်ရွေးကောက်တယ်အသွေးတော်နဲ့ရွေးဝယ်တော့ကြောင့်ကျွန်တော်တို့ပျောက်နေသောနေရာကနေအမြန်ဆုံးမိမိကိုယ်ကိုမမိမြင်မိနောင်တရပြီးခွတ်တော်ထံပြန်လာဖို့အတွက်ပဲကျွန်တော်အနေနဲ့ခွန်အားပေးချင်တာဖြစ်ပါတယ်။